ပတာတယုတ်ဇိဝပတာတယုတ်ကာယပတာတယုတ်ဆိုပြီးတော့အကြည်ယုတ်တွေရှိသေးတယ်အဲ့ဒီအကြည်ယုတ်နဲ့မျက်စိနဲ့တိုက်ပြီးမှဗာစိမ့်ပေါ်တာမြင်စိမ့်ဆိုတာပေါ်တာအဲ့ဒါပတာတယုတ်၅မျိုးအေးအဲ့ဒါကတော့သူတော်ကောင်းများအဲ့ထက်သွားကြည့်လို့ရပါတယ်ရှားဘတ်ဘောဟုတ်လားဒီနေ့ကဦးစင်းကယုတ်ကတော့အမြဲတမ်းလဲဟောနေတာဆိုတော့ယုတ်ကတော့အများကြီးမပြောတော့ပါဘူးနော် အေးသူ့ရဲ့သဘောတရားကဘာတော့မဟာဘုယုတ်၄ပါးရှိတယ်။ဥပါဒာယုတ်22မှ၄ပါးရှိတယ်။ပေါင်း22မှ၈ပါး။အေးအဲ့ဒီအထက်ကနေထွက်ပြီးတော့အဲ့ဒီယုတ်28ပါးတဲ့ကနေထွက်ပြီးတော့လောကမှာယုတ်ဆိုတာတသက်မရှိဘူးရဲ့။ဟုတ်ပြီနော်။ဒါကြောင့်အဲ့ဒီယုတ်ဆိုတာကပေါက်ပြန်ပြည့်စည်တဲ့သဘောရှိတယ်။ဟုတ်တယ်မလား။ဒီမှာနံယုတ်ထဲမှာပါတဲ့ပါတော့ယုတ်အဲအဲ့ဒါမျိုးဟုတ်တယ်နော်။ ဒီယုတ်ဒီယုတ်အဲအဲ့ဒီယုတ်ရဲ့ရုပ်ပတ္တိတိရူပံဖောင်းပြန်ပြည့်စည်တတ်တဲ့သဘောရှိတယ်သူတို့ကောင်းများငငယ်တော့ကနဲ့တူသေးလားမတူဘူးဗျာနော်ငငယ်တော့ကနဲ့လည်းမတူဘူးမိနစ်တိုင်းမိနစ်တိုင်းစက္ကန့်တိုင်းစက္ကန့်တိုင်းဟုတ်လားနာရီတိုင်းနာရီတိုင်းနေ့ရက်တိုင်းနေ့ရက်တိုင်းကဘာဖြစ်နေတာလဲအာမင်အိုးနေတာဘာဖြစ်တာတော့ ဘာဖြစ်တာတော့ဟိုးနေတာပြူရံကနေပြီးတော့ဥဥလာတာအဲ့ဒါနော်လောကမှာရှိတဲ့သူတော်ကောင်းများကအိုးပြူရံဥရံကနေပြူပြူလာတယ်များထင်နေကြသလားမသိဟုတ်လားတနေ့တကြပြီးငကန်းနီလေးဆိုလိုက်ပြောပြီးပြောပြီးလာပြီးဟုတ်လားပါနီလေးဆိုလိုက်အိုးတို့တိကျ တော်ကောင်းများပေါ့လေပါလာတရားနာမလာတဲ့သူတွေကိုပြောတာဘာဘာကိုပြောတာတော့တရားနာမလာတဲ့သူတွေပြောတာဓမ္မကတိကညာကအတင်းပြောခြင်းရင်မလုပ်တော့ပြင်ဘောကတက်ပြောတာနော်တရားနာမလာတဲ့သူတွေပေါ့အေးမြို့ထဲသွားရင်လည်းတော်တော်စိတ်ရှုပ်ရပါတယ်မြို့ထဲသွားရင်လည်းဘာတော့တော်တော်စိတ်ရှုပ်ရပါတယ်မျက်လုံးလည်းရှုပ်ရပါတယ် ဟုတ်လားတခါတလေမထော်မနှိုင်းတွေလေလိမ့်ချလာတာတွေမိကတ်တရားလဲကိုဧဝရတောင်းကြီးလာကြနေတာမိကတ်တရားပါတော့ဧဝရတောင်းကြီးလာကြနေတာနှကန်းညီဆိုးလာတာလေကိုသွေးစည်းကံနဲ့မြန်ကောင်းကြီးနှစ်လာတယ်လို့သူများပေါက်တဲ့ခရပြောတယ်ဟုတ်တယ်နော်ဘသူရဲ့လို့ပြောတာဟုတ်လား တဦးတယောက်တည်းပြောတာမဟုတ်ဘူးလေအင်မတန်လက်ကျင်တဲ့သူတွေအင်မတန်အလတ်ပြင်းလွန်းတဲ့သူတွေပြောတာဘုဒ္ဓရောကောင်းမြတ်ရုပ်ဒီအလတ်ပြင်းနေကြတာဗျာ